ုရှင်းပြမှာတော့ open stream map ဒီကို Google JS မှာ base map ဖွင့်တဲ့အခါမှာ data အစ်စ်တွေဝင်နေပေမဲ့ဒီမှာမြင်ရတာက data ကအစ်စ်တွေမပေါ်တာမျိုးပေါ့နော်ဒါကိုဘယ်လိုဖြေရှင်းလဲဆိုတော့ပြသမှာဖြစ်ပါတယ်တိကျဖြစ်ရတဲ့အကြောင်းရင်းကတော့ဒီ Google JS ကိုဖွင့်ထားတဲ့အချိန်မှာရှေ့စောစောပိုင်းဖွင့်တဲ့အချိန်မှာဒီမှာ cache file လို့ခေါ်တဲ့ data တွေက set ထဲမှာရှိနေတယ်ဒါကြောင့်သူကပြန်ပြတဲ့အခါမှာဒီ data ကိုပဲယူပြပြီးတော့ line board data ကိုမပြဘူးပေါ့နော်။ line board data ကတကယ်တော့ မှရှိနေတာနားမှာဆိုရင်အိမ်နေရှိတယ် line board data မှာအိမ်နေရှိတယ်အမှရှိတယ်ဒါပေမဲ့ကျူကျဲမှာမပြအောင်ဖြစ်နေတာကိုဖြည့်ရှင်းမှာဖြစ်ပါတယ် browser setting ကနေတော့ပြီးတော့ option ဒီမှာ network ကိုဝင်ရမှာ network ကိုဝင်ရမှာဒီ data ကိုကျွန်တော်တို့ delete လုပ်လိုက်မှာအဲ့ဒီလို delete လုပ်လိုက် clear ဆိုပေါ်လာလိမ့်မယ် okay ဒါကျွန်တော်ဒီမှာ zoom လုပ်ကြည့်လိုက်မယ် zoom ပြန်ပြန်လုပ်ကြည့်လိုက် နော်အခုဆိုရင်ပေါ်လာတယ်။ဒါလေးကလွယ်ရလွယ်ပဲမသိတဲ့ခါမှာတမှုခက်ခဲဖြစ်တတ်ပါတယ်။ကျေးဇူးတင်ပါတယ်။